ဆိုတော့ဒီအနေကြည့်ပြောလို့အော်လို့လူကြီးရဲ့တကယ်လို့တကယ်တကယ်အသက်ကြီးလာလို့ကျန်တကယ်ကလေးလေးလို့ပြန်ဖြစ်သွားပါတော့။အကြီးကြီးရဲ့အဖအဦးအောင်လွယ်ရဲ့ပြီးတော့အမေတော်မြင့်ခင်ရဲ့ပေါ့နော်။သူတို့တုံးရောက်အဲ့အရင်တော့ကဇကားအကြောင်းလေးသူတို့ပြောကြရတယ်။ပြောပြောအရင်တော့လို့တယောက်နဲ့တယောက်ကလေးစုံညသူလက်ချင်းချိတ်ပြီးတော့လေအော်ကြည့်ရတယ်ကြီးနူးလိုက်တာပေါ့နော်။ကိုယ်ကြီးလည်းအဲ့လိုမျိုးအသက်ရှိရှိနေနိုင်မို့အဲ့လိုကျမ်းမမနေနိုင်မို့အများကြီးကိုယ်လည်းစူးစမ်းရမယ်ဆိုတဲ့အသည့်လေးလည်းရပါတယ်။ဟုတ်ကြီးတာသူ65ထဲမှာရတယ်ဆိုတော့မှလို့67 62လောက်ပဲထင်တာပေါ့နော်။ကိုကြီးကြီးကငယ်သေးတယ်ပေါ့အဲ့လိုထင်တာ။ဟုတ်64 ေးဖြစ်ပြီးသွားပြီ65ရက်မှာဆိုကြီးကြီးတရားကြော်ထိနေရမယ်เนาะဆိုနေမယ်တဲ့အဲ့လိုပြောတယ် သူ့စာရင်လည်းခုံလည်းပျော်လည်းပျော်ရယ်ပေါ့နော်ပြီးတော့ဒါသူ့ရဲ့အိမ်မက်ပေါ့သူ့ရဲ့အိမ်မက်လို့လည်းပြောလို့ရတယ်သူကဒါသူ့ရဲ့ idol ပေါ့နော်ခုနေတော့နေသူအရင်တည်းကလည်းသူအရန်ရိုက်ချင်တယ်သူအရန်မျော်လင့်ခဲ့ရပါပေါ့နော်အခုဒါသူရိုက်ခွင့်ရပြီဆိုတဲ့အခါကျတော့သူ့အတွက်အရန်ပျော်ပါတယ်ပုံမှန်လေးជីជីဒီနှစ်မတက်ဘူးလားလို့ဆိုတော့ထင်တာပေါ့နော်ဂျာမားမိုင်းနဲ့စကားမဆူနဲ့စကားပြောပြတဲ့အခါကျတော့ជីជីနေတိတ်မကောင်းဘူး၆တော့တွေပဲတိတ်မကောင်းပေါ့နော်တချို့ရက်တွေဆူဒါသတင်းကျွတော့ကလည်းဆူသွားခရော့မယ်ဆိုချိန်တဲ့အခါကျတော့ជីជីဆေးတွေပါသွင်းနေရတယ်ပေါ့နော်ဂျမားကြီးတိတ်မကောင်းဘူးဆိုတော့အော်ဒီနှစ်ជីជីတော့မတက်ဖြစ်ဘူးဆိုပြီးတော့ဆူလည်းထင်နေတာပေါ့နော်ပြီးတော့ ော်ဝုန်းဆိုရောက်လာသူပျော်လဲပျော်နေပါတော့သူတငယ်ချင်းနေနဲ့အကုန်ပြန်တွေ့ရတဲ့ခါကျသူလဲပျော်တယ်ဆိုတော့ကိုယ်လည်းအပျော်ကူးတာပါတော့ကိုယ်လည်းကိုကြီးကြီးအခုလိုမျိုးချမ်းမမလေးနဲ့သွားလာနေရတယ်မြင်တော့လေးဆိုလည်းအယံပျော်ပါတယ်ဟုတ်ကိုအဲ့ဒါဆက်ဆက်တွေ့ကျွန်တော်ထုံးစံတိုင်းစုခမ်းရတာပါတော့တွေ့တော့ဘယ်ပြောင်းနေရလဲဘယ်ဘယ်ဘာလုံးနေရလဲအဲ့လိုမျိုးပါတော့သူနဲ့လည်းမတွေ့ဖြစ်တာကြာပြီဆိုတော့ကြီးကြီးရှိတယ်ဆိုတော့သူနဲ့လည်းစိတ်ကောက်ချင်တာပါတော့မတွေ့လည်းမတွေ့ရလူကြီးဆိုတော့လေအဆင်ပြေပြီးရောတဲ့အလုပ်လေးပါလေအဆင်ပြေပါလေကျမကြီးရောသူကကိုပြန်ပြီးရောအဲ့လိုမျိုးလေးပါတော့ကိုကြီးကြီးကိုလည်းလေတရပို့ပြီးရောလေအသက်ရှိရှိကိုလည်းနေစေချင်ပါ တယ်ချင်းချင်းမမလေးနဲ့ပေါ့နော်ပြီးတော့အလုပ်ကိစ္စဆိုလဲအလိုတွေ့ရချိန်ဆိုတော့ချီချီကအများအားခွန်အားတွေပေးတယ်အလိုလိုအပ်တဲ့ဟာတွေပြောပြပေးရပေါ့နော်အခုလူကတော်တော်တင်ငင်လာပြီးရသူသဘောကျတယ်တဲ့အဲ့လိုလေးလဲပြောသွားဟုတ်ကြည်ထားသူ65ထဲမှာတဲ့ဆိုတော့မလို့61 62လောက်ပဲထင်တာပေါ့နော်ကိုကြီးကြီးငယ်သေးတယ်ပေါ့အဲ့လိုထင်တာဟုတ်64ဖြစ်ပြီးသွား65ထဲမှာဆိုချီချီတရားကျော်ထိနေရမယ်နော်ဆိုနေမယ်တဲ့အဲ့လိုပြောတယ်အဲ့ဒါကြောင့်တကယ်120 130အဲ့လိုမျိုးလေးနေစေချင်တယ်ပေါ့နော်ပြီးတော့ချီချီကိုယ်တိုင်ကလည်းအဲ့လို तू က positive thinking သမားဆိုလေ तू က तू အမြင်နဲ့အကောင်းဘက်က ပဲသူတွေးတယ်ပျော်ပဲသူနေတယ်ပေါ့နော်အဲ့နေရာလေပွဲမှာသူအရန်ပျော်နေတာပေါ့နော်ပွဲပွဲထဲဝင်လာတဲ့သူကခုံပြီးတော့လေသူပျော်တယ်မလားတာကြပြီဆိုတော့သူပျော်နေရမြင်ရတော့လေကိုယ်လည်းတကယ်ကိုအတိုင်းမသိပျော်ရှင်ရပါတယ် ဆိုရင်အနေအကြည့်ပြောလို့အော်လို့လူကြီးရဲ့တကယ်လို့တကယ်တကယ်အသက်ကြီးလာလို့ကျန်တကယ်ခလေးလေးလို့ပြန်ဖြစ်သွားတာပေါ့နော်အကြီးကြီးရဲ့အဖအဦးအောင်လွယ်ရဲ့ပြီးတော့အမေတော်မြင့်မြင့်ခင်ပေါ့နော်သူတို့တောင်းရအဲ့အရင်တော့ကစကားအကြောင်းလေးသူတို့ပြောကြရတယ်ပြောပြောအရင်တော့လို့တယောက်နဲ့တယောက်ခလေးစုံညသူလက်ချင်းချိတ်ပြီးတော့လေအော်ကြည့်ရတယ်ကြီးနူးလိုက်တာပေါ့နော်ကိုယ်ကြီးလည်းအဲ့လိုမျိုးအသက်ရှိရှိနေနိုင်မို့အဲ့လိုအချမ်းမမနေနိုင်မို့အများကြီးကိုယ်လည်းကြိုးစားရမယ်ဆိုတဲ့အသည့်လေးလည်းရပါတယ်အခုဒါဇလန်းတွဲလေးတော့တောက်လျှောက်ရိုက်ဖြစ်နေပေါ့နော်ပြီးတော့နောက်တစ်ခုကဟိုတကယ်အထင်ကြီးရတခြင်းတပုတ်ပေါ့နော်တခြင်းတပုတ်မှာဆိုပြန် ြန်ပြီးတော့အဲ့လိုပြန်ဆိုမယ်အဆိုတော်ကြီးကလည်းပြန်ဆိုမယ်ဆူအက်မှာလည်းပါဝင်ပြီးတော့တိုးဆောင်သွားဖို့လေးရှိပါတယ်ဟုတ်မရှိပြန်ဆိုမှာလားဟိုအဆိုတော်ရဲ့ music video မှာဟုတ်ဆူပါဝင်ပြီးတော့တိုးဆောင်မှာပေါ့အဲ့ဒါလည်းတကယ် confirm ဖြစ်ပြီးဆိုဆရိုက်ပြီးဆိုတော့လည်းဆူအသိပေးပါမယ်ပေါ့နော်အဲ့ဒါလည်းလည်းတကယ်လူတွေအများကြီးစိတ်ဝင်စားမယ်လူတွေအများအများအများစုချစ်ပြီးသားလေးပေါ့နော်ချစ်ပြီးသားတကယ်ဝါရင်လူပညာရှင်ရဲ့တခြင်းကိုအလိုပြန်ရိုက်တဲ့နေမှာဆိုပြန်ပြီးတော့ပေါ့နော်အဲ့ဒီနေရာနေဆိုအလိုအငယ်ဘွားပုံစံမျိုးနဲ့ဆိုပြန်ပြီးပုံဖော်ဖို့လည်းရှိပါတယ်